ောင်ငွေဈေးနှုန်းကျဆင်းတဲ့အချိန်မှာပြပကိုပို့တဲ့ပို့ကုန်တွေဟာဈေးကောင်းရလေးရှိပါတယ်။ဒီလိုပဲပြပပို့ကုန်တစ်မျိုးဖြစ်တဲ့ rubber ကရောအခုချိန်မှာဈေးနှုန်းကုန်ဈေးနှုန်းအချိန်တွေဘယ်လိုရှိနေလဲဆိုတာကို rubber လုပ်ငန်းရှင်များအသင်းကဥခိုင်မြင့်ကိုတွားရောက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ရဲ့ဘာလို့ဟိုညမောင်ကြီးချဆင်းတဲ့အချိန်မှာပေါ့နော်ဒေါ်လာဈေးမြင့်တက်နေတဲ့အချိန်မှာပို့ကုန်လုပ်ငန်းတွေက ဒီသဘောတရားရသလိုရှင်တော့အခြေအနေကောင်းတဲ့သဘောမျိုးရှိရတော့ပေါ့နော်အခု rubber ဈေးကွက်မှာပေါ့နော်လက်ရှိကအခြေအနေကဘယ်လိုမျိုးရှိနေလဲပေါ့နော်အဲ့ဒါလေးဆရာကျွန်တော်ပြန်မအောင်ရှင်းပြပါဦးအဲမြန်မာငွေဈေးကျပြီးတော့ပေါ့နော်ဟောပို့ကုန်လုပ်ငန်းတွေအနေနဲ့ကတော့ဒါဟောအခြေအနေကောင်းတာကတော့မှန်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ rubber လောကအတွက်ကတော့ဒီမြန်မာငွေဈေးကကျနေပြီမဲ့ဒီသူနဲ့အတူပေါ့နော် ီ rubber seal ကတော့ကျွန်တော်တို့ဒီကဘာပေါက်ဈေးပေါ်မှာပဲမိခိုးတာဩကဘာပေါက်ဈေးပေါ်မှာပဲမိခိုးတဲ့အတွက်ဒါမြန်မာငွေတန်ဖိုးကျဒါနဲ့အတူတူပဲကဘာပေါက်ဈေးကလည်းထိုးကျနေတာပေါ့နော်ကဘာပေါက်ဈေးကထိုးကျနေတယ်ဆိုတော့အခုဆိုလို့ရှိရင်ပေါ့နော်အဲတဒန်ကိုကဘာပေါက်ဈေးက RSS 3ကိုဒေါ်လာ1300ကျော်ကျော်မှာပဲရှိနေတာပေါ့နော်ရှိနေတဲ့အခါကျတော့အခု မမငွေတန်ဖိုးကြတဲ့အချိန်မှာတော့မှဒီပြည်တွင်းစည်းအနေနဲ့ RSS 3ကို920ခொနေရပတ်ဝန်းကျင်လောက်မှာပဲရှိနေတာပေါ့ဆိုတော့အဲဒီမမငွေတန်ဖိုးကြပဲမဲ့ကျွန်တော်တို့တော့ဗာအနေနဲ့ဟိုနိုင်ငံသားပို့တဲ့အခါမှာတော့ဒီအကျိုးအမြတ်အနေနဲ့ကတော့ဟိုတိတ်ပြီးတော့ဟိုမရှိလာဘူးပေါ့နော်အဲလောက်တာကင်တာရှိတဲ့အခြေအနေလောက်ပဲရှိတာပေါ့ ဟုတ်ကဲ့ဆရာဟိုပြီးခဲ့တဲ့ကာလတွေတုန်းကလည်းပေါ့နော်ဒီဟိုရာဘာမှာပေါ့နော်ဈေးကောင်းမရတဲ့အခက်အခဲတွေလည်းကြုံတွေ့ခဲ့ရတယ်ပေါ့နော်အခုအချိန်ကြီးကဒီအချိန်တွေနဲ့ရှင်ကြီးလို့ရှင်ဘယ်လိုမျိုးအချိန်တွေမျိုးလို့ဆိုလို့ရပါလဲအဲပြီးခဲ့တဲ့အချိန်ကြီးကတော့ပေါ့နော်ဈေးကောင်းမရဟိုဖြစ်ခဲ့တယ်ပေါ့ဖြစ်ခဲ့တာလည်းကဘာပေါက်စီရကြတယ်နောက်ကျွန်တော်တို့မြန်မာငွေစီရလည်းဟိုဟာဖြစ်တဲ့ခါကျတော့ပေါ့နော်အဲသူက ဘယ်လောက်တိကျဆင်းသွားလဲဆိုလို့ရှိရင် RSS 3ကိုပြည်ရင်းပေါက်စီရာအ900 900အောက်ထိ900ကျပ်အောက်လို့ထိဆင်းသွားတာပေါ့နော်ဆိုတော့အဲ့ဒီတုန်းကတော့ဒီကျွန်တော်တို့တချို့ channel တွေပေါ့နော်အထွတ်နှုန်းနှိပ်တဲ့ channel တွေပေါ့နော် channel တွေတော်တော်များများကဒီထုတ်လုံးမှုရပ်ဆိုင်လိုက်ရတာပေါ့အဲလက်ရှိခြေနေနဲ့လက်ရှိပေါက်စီနဲ့ဆိုရင်တော့ဒီလောက်တာကင်တာရှိတဲ့ဈေးလေးတခုတော့ရှိနေတာပေါ့ ဟုတ်တယ်နောက်ထပ်နေချင်တာကြတော့ပေါ့နော်ဒါငါဘာထုတ်လုပ်နိုင်လို့ရောအခုအချိန်မှာပေါ့နော်ဘလူးအချိန်မျိုးရှိလဲပေါ့နော်ဒါပြီးခဲ့တဲ့ခဏနှစ်နဲ့ဒီဘက်ခဏနှစ်နဲ့ပေါ့နော်နိုင်ရှင်ကြီးမဲ့ဆိုရင်ရဘာထုတ်လုပ်နိုင်မှုနဲ့ဒီပို့ပို့တင်ပို့နိုင်မှုอ่ะပေါ့နော်ဘလူးရှိလဲပေါ့တက်လာလားကြာသွားလားပေါ့နော်တက်လာတယ်ဆိုလို့ရှိရင်လည်းဘလူးចောင်းចောင်းနေចောင်းတက်လာတယ်ဆိုတာနဲ့ကြာသွားတယ်ဆိုလည်းဘလူးចောင်းကြာသွားတာဆိုတာလေးပေါ့အဲပြီးခဲ့တဲ့ဘန္နာနှစ်တုန်းကပေါ့နော်ဟိုရဘာတင်ပို့မှုနဲ့အခုဘန္နာနှစ်နဲ့ဆိုရင်တော့တင်ပို့မှုကကျဆင်းသွားတာပေါ့နော် အာတန်ချင်း8000ကျော်တင်ပို့နေရနေပြီးတော့9000ပတ်ဝန်းကျင်လောက်ပဲတင်ပို့နိုင်တာပေါ့ဒါဟာလေအာရဘာစည်းကြတဲ့အတွက်ကြောင့်ပေါ့နော်ရဘာစည်းကြသွားတဲ့အတွက်ကြောင့်မို့လို့ဒီအထွတ်နှုန်းနေတဲ့ခြံတွေကထုတ်လုပ်မှုရပ်ဆိုင်လာရတဲ့အတွက်ကြောင့်မို့လို့ဒီပို့ရစီမှာလည်းကြသွားတာပေါ့ဆိုတော့လာမဲ့ဟာကိုပြောမယ်ဆိုရင်တော့ဒီကဘာပေါက်စည်းပေါ်မှာပဲကျွန်တော်တို့မူတည်ပြီးတော့ကြည့်ရမှာပေါ့နော်အဲကဘာပေါက်စည်းကလက်ရှိအခြေအနေအတိုင်းပေါ့နော် အဲရှိနေမယ်ဆိုရင်တော့နည်းနည်းတင်ပိုးမှုကတော့တိတ်တက်လာဖို့မရှိဘူးပေါ့ဒါပေမဲ့ကဘာပေါက်စီကမြင့်တက်လာမယ်ဆိုရင်တော့တင်ပိုးမှုလည်းမြင့်တက်လာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကိန်းကတန်းအရလည်းပြောရင် matrix တန်ဘလောက်လောက်ဟိုရော့ကြသွားနိုင်ရော့ကြသွားလည်းမသိဘူးအခုဒီဘက်ကဘန်နာနစ်ကမကုန်သေးဘူးဆိုတော့နော်ဒီဘက်အခုပေါ့နော်ဘန်နာနစ်အစရတယ်ပေါ့မှအခုချိန်အထိဆိုလို့ရှိရင်လက်ရှိရထားတဲ့ကိန်းကတန်းတွေရဆိုလို့ရှိရင်တင်ပိုးမှုကဘလောက်လောက်ရှိနေလဲပေါ့နော်အရင်နှစ်ကရောပေါ့နော်ဒီနှစ်ပိုင်းချာမှာဘလောက်လောက်ရှိနေလဲဆိုတာအာဒီဘက်နှစ် န္နာနှစ်ကတော့တင်ပိုးမှုကဒါဟိုဒီဒီတကြပြောလို့မရသေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမိုးရင်းတတွင်းလုံးမှာဒါခြံပိတ်တဲ့ຢာသည်ဆိုတော့လေ။အော်မိုးရင်းမှာကတော့ဒီလက်ကြံလောက်ပဲတင်ပိုးတာပေါ့နော်။ဆိုတော့အခုမှကျွန်တော်တို့ကခြံဖွင့်တဲ့ຢာသည်စတာပေါ့။ဒီရက်မှစပြီးတော့စပြီးတော့စထုတ်လုပ်တာပေါ့နော်။စထုတ်လုပ်တဲ့ခါကျတော့အဲလာမဲ့ပေါ့ဘန္နာနှစ်အထိကိုအဲတင်ပိုးမှုအနေနဲ့ကတော့ခုနကကျွန်တော်ပြောသလိုပါပဲ။ဈေးပေါ်မှာကျွန်တော်တို့မူတည်ပါလိမ့်မယ်။ အဲဈေးမြင့်တက်လာရင်တော့တင်ပို့မှုတွေမြင့်တက်လာပါလိမ့်မယ်ပေါ်ပြည့်ကျတဲ့ဘဏ္ဍာနဲ့တော့ဘောနဆရာပြောပြောလို့ဟို channel ပိတ်သိမ်းလိုက်တာရောပေါ့နော်အခြားအခက်ခဲတွေဟိုဈေးမရတဲ့အခက်ခဲတွေတော့ရှိတော့ပေါ့နော်ဟိုတင်ပို့မှုကရောကြတယ်ပေါ့နော်ပြည့်ကျတဲ့ဘဏ္ဍာနှစ်တောင်မှအခုဒီဘက်ဘဏ္ဍာနှစ်မှာဆရာတို့ရောကြမယ်လို့ခံမှန်းလာတဲ့အခါကျတော့ဘာကြောင့်လို့ပြောလို့ရလဲမသိဘူးဆရာ ဒီကအခုဆိုလို့ချင်းမှာမြန်မာငွေကြေးရတယ်နဲ့ဟိုနေကြတဲ့အချိန်မှာဈေးရတယ်ဟိုဈေးကြပဲပေါ့နော်အရင်ကဈေးရတဲ့သဘောမျိုးတော့ရှိနေမှာထင်ပါတယ်အဲ့ဒီပုံမှာပေါ့နော်ဆရာပြောသုံးသပ်ပြပေါ့ဆရာဟုတ်ပြီးခဲ့တဲ့ဘန္တာနှစ်နဲ့အခုအခုလာမဲ့ဘန္တာနှစ်ကတော့ပေါ့နော် လာမဲ့ဘန္တာနှစ်မှာတော့ဟောလက်ရှိဈေးအတိုင်းပဲသွားနေမယ်ဆိုရင်တော့ပြီးခဲ့တဲ့ဘန္တာနှစ်ထက်ကိုတင်ပို့မှုကမြင့်တက်လာပါလိမ့်မယ်ဟိုကျွန်တော်တို့ဆိုရင်ဒါကြာသွားမှာပဲဆိုရင်ဒါဟုတ် โอเคဆရာတော်ဒီဟိုအခုနောက်ပိုင်းမှာဗောနော်ဒါပြပရင်းနှီးမြုံနှံသူတွေကလည်းဒီဟိုတချို့ကလည်းဗောနော်ပြီးတွင်းကိုရောက်နေဗောနော်တချို့ကလည်းဒီရွေးကောက်ပွဲကာလကိုစောင့်ဆိုင်းနေကြတာလည်းရှိတယ်ဗောနော်ရောဘာလုံမဲမှာဗောနော်ပြပရင်းနှီးမြုံနှံမှုအခြေအနေကဘယ်လိုမျိုးရှိတယ်မသိဘူးလားဟိုဟိုဗောပြပရင်းနှီးမြုံနှံစီယူစီယူဝင်တဲ့အခြေအနေဗောနော်အဲဆရာဘယ်လိုရှိတယ်ဗောနော်အားရဆရာကိုခေါ်ရတာဗောနော်အဲရောဘာလုံငန်းအနေနဲ့ကတော့ဗောနော်ဟိုနိုင်ငံသားရင်းနှီးမြုံနှံမှုနဲ့လာပြီးတော့ရင်းနှီးမြုံနှံပြီး လုပ်တဲ့လုပ်ငန်းဆိုတာဟိုမရှိသလောက်ပဲတချို့ပေါ့နော်အ ਨੇ ချင်းလောက်ပဲရှိသေးတယ်အ ਨੇ ချင်းလောက်ပဲရှိသေးတယ်ဟိုပေါ့အင်းနဲ့အားနဲ့ဝင်ပြီးတော့ဟိုရင်းနှီးမြှုပ်နှံမတာမျိုးကျွန်တော်တို့ကလုပ်ငန်းမှာမရှိသေးဘူးပေါ့နော်မရှိသေးဘူးအဓိကကတော့တို့ကဒီဒီကဘာရဘာစည်းကြတာလဲတချောင်းပါတာပေါ့နော်အဲနောက်ပြီးတော့လေဒီရင်းနှီးမြှုပ်နှံမှုအတွက်ကတော့ အဓိကလိုအပ်ချက်ဒီ infrastructure တွေကကျွန်တော်တို့တိုင်းပြည်မှာမပြည့်စုံသေးဘူးဒါတွေလည်းသူတို့စောင့်ကြည့်တာပါမှာပေါ့နော်နောက်ပြီးတော့နိုင်ငံရေးအခြေအနေကိုလည်းသူတို့စောင့်ကြည့်နေတာပါမှာပေါ့အဲ့တော့လက်ရှိအခြေအနေကတော့ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ကျွန်တော်တို့နိုင်ငံထဲမှာလာပြီးရင်းနှီးမြှုပ်နှံတာအ ਨੇ ချင်းတော့ပဲရှိပါတယ်ဟုတ်ကဲ့အော်ရင်းနှီးမြှုပ်နှံသူတွေကဟိုဘယ်လိုခံမှန်းလို့ရလဲဆရာအဲ့ဒီရွေးကောက်ပွဲကာလပြီးတဲ့အချိန်မှာပေါ့နော် အဲဒီပါရင်းနှီးမှုနဲ့ဟိုရာဘာလုပ်ငန်းမှာဝင်ရောက်ရင်းနှီးမှုနဲ့တဲ့အခြေအနေပုံမှာဘယ်လိုခံမှန်းလို့ရလဲဆိုအဲဝင်ရောက်ရင်းနှီးမှုနဲ့မှာခုနကကျွန်တော်ပြောတဲ့ကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်ဖြစ်တဲ့ infrastructure တွေကိုဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ရင်းနှီးမြှုပ်နှံမှုတွေကဝင်ရောက်လာပါလိမ့်မယ်။အဲအခုလက်ရှိအခြေအနေကတော့ဟိုလိုအပ်ချက်တွေကများတာပေါ့နော်။လိုအပ်ချက်တွေကများတဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့မျှော်မှန်းထားသလိုမဖြစ်လာသေးဘူးပေါ့ ဟုတ်ကဲ့ဒီဟောပြပတင်ဖို့နေတယ်မြန်မာရာဘာပေါ့နော်ဒီဆရာဟောတခြားဟိုရာဘာတင်ဖို့ရတဲ့နိုင်ငံတွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ပေါ့နော်ရာဘာဈေးကွက်မှာဒါအရေးသွေးကဘယ်လိုမျိုးရှိတယ်မသိဘူးကြာအဲ့လိုဟောပေါ့အစင်အလိုက်ရှင်းကြည့်မယ်ဆိုလို့ရှိရင်မြန်မာရာဘာအရေးသွေးကမြန်မာရာဘာအရေးသွေးကတော့နိုင်ငံညာတင်ဖို့တဲ့အပိုင်းမှာရောပြည်တွင်းမှာထုတ်လုပ်နေတဲ့အပိုင်းမှာရောနိုင်ငံတကာနဲ့ရှင်ရင်တော့ဟောတော်တော်လေးညံ့ဖြစ်နေတဲ့အခြေအနေမှာရှိတာပေါ့နော်အာ ဘယ်လိုပြောရမလဲဟိုဟိုဒီနိုင်ငံတကာရော်ဘာနဲ့ရှင်လို့ရှိရင်ဟိုအဆင့်တော်တော်လေးကိုကြာနေတဲ့အခြေအနေမျိုးမှာရှိတာပေါ့ဟုတ်ကဲ့ဆရာဒီအရာနဲ့ပတ်သက်ပြီးတော့เนาะအရင်တော့ကျွန်တော်တို့ဟိုဟာတိခဲ့ရတာကြတော့ဒီဟိုနီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေအချို့ရှိရပါတော့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဂျပန်မှာရှိတဲ့အချို့ ကုမ္ပဏီကဒီမှာလိုနေပြန်ပညာနေပညာပိုင်းကိုကူညီမယ်ပေါ့နော်အဲ့လိုဟာတွေလည်းဟိုရင်းတော့ကြားခဲ့တာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဆက်လက်ဆောင်ရွက်နေတာတွေသူတို့အကူအညီပေးမှုတွေအပံ့ပိုးမှုတွေအားဘာတွေရှိလဲဆရာအခုလက်ရှိမှာဘယ်လိုတွေပံ့ပိုးနေကြလဲဘာတွေပံ့ပိုးပေးနေကြလဲဆိုတာလက်ရှိပေါ့နော်ဂျပန်နဲ့ကဒီလိုပါကျွန်တော်တို့ဂျပန်အစိုးရကနေပြီးတော့ကျွန်တော်တို့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကူညီပေးဖို့အတွက်သူတို့ secretary လိုက်ယူရတဲ့အခါမှာ ဒီရဘာကန္နာဖွံ့ဖြိုးတိုးတက်ဖို့အတွက်သူတို့ဆောင်ရွက်ပေးရင်အာသူတို့နိုင်ငံအတွက်လည်းအကျိုးရှိမယ်ကျွန်တော်တို့အတွက်လည်းအကျိုးရှိမယ်ဆိုတော့အမြင်ကိုမြင်ပြီးတော့အာဒီဂျပန်နိုင်ငံရဲ့စီးပွားကူသံဝန်ကြီးဌာနပေါ့စီးပွားကူသံဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့ဒီဂျပန်ကနေပြီးတော့ Hyder ပေါ့နော် Hyder အဖွဲ့ကလာပြီးတော့ကျွန်တော်တို့ ਨੇ ပူးပေါင်းပြီးတော့ဒီ rubber quality control ပေါ့နော် quality control ဟို လုပ်ဖို့အတွက်ကို ကျွန်တော်တို့လုပ်နေတာနှစ်နှစ်ကြော်ပြီပေါ့เนาะနည်းနည်းကြော်ပြီသူတို့ဇီယာပညာရှင်တွေအာလာတယ်ပေါ့เนาะပညာရှင်တွေလာတယ်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိကို quality ကိုမြင့်တင်ဖို့အတွက်ပေါ့เนาะဒီရန်ကုန်နဲ့အနီးစပ်ဆုံးနေရာတွေမှာဟောခြံနှစ်ခြံပေါ့เนาะပြီးတော့ဟို TSR စက်ယုံနှစ်ယုံပေါ့เนาะအဲ့ဒါတွေကိုဟိုသူတို့ကလာပြီးတော့ဒီ training ပေါ့เนาะ training လာပေးတယ် အဲပြီးတော့ဟိုလိုအပ်နေတဲ့ဤပညာတွေသူတို့ဖြည့်ဆည်းပေးတယ်ပေါ့ဆိုတော့သူတို့ကဒီ field အရောက်သွားပြီးတော့ဟိုတတ်တင်ပေးတာပေါ့ဒါပေမဲ့ဂျပန်ကလာတင်ပေးတဲ့ဆိုတာကတော့ဟိုကျွန်တော်ဒီ rubber ထုတ်လုပ်တဲ့နေရာမှာပေါ့နော် RSS ထုတ်လုပ်တဲ့နေရာမှာဟိုဤပညာဘိုင်းအနေနဲ့ကတော့ဒီ RSS ထုတ်တဲ့ဤပညာကဟိုကျွန်တော်တို့နိုင်ငံကရှိတဲ့ဤပညာကလည်းဒါတခြားနိုင်ငံတွေကဤပညာ ထက်တော့မနှိပ်ဘူးပေါ့နော်မနှိပ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီကဘာကြောင့်ဟို quality ကောင်းတဲ့ rubber မထွက်တယ်လဲဆိုတော့ဟိုတကယ်တမ်းပြောရရင်တော့ဒီခြံရှင်နေနဲ့အဲ့ခြံကဒီတောင်ဝန်ခံတွေရဲ့ဟိုစီကံရှိမှုတို့ဟိုနီးပညာရဲ့နီးစီးစနစ်တွေကိုလိုက်နာမှုတို့အားနည်းချက်တွေကြောင့်ပေါ့နော်အဲ့ဒါတွေကြောင့်ဟို quality ကဟိုကျဆင်းနေတာပေါ့ ကျဆင်းနေတယ်ဆိုတော့ဟိုတစ်ချိန်လုံးသွားဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံရဲ့ထုတ်တဲ့ rubber quality ကအဆိုးဝါးကြီးမဟုတ်ပါဘူးတော်တော်လေးကိုချင်နေလေးကောင်းတဲ့ချင်နေမှာရှိပါတယ်အဲ2005ခုနှစ်နောက်ပိုင်းမှာပေါ့နော်ဟောကျွန်တော်တို့ဒီ rubber ကိုအဆိုးရထိန်းချုပ်မှုမလုပ်တော့ဘဲနဲ့ဟောလွတ်လွတ်လပ်လပ်ခွင့်ပေးလိုက်တဲ့အချိန်မှာဒီပေါ့ rubber ဝယ်တဲ့ ိုင်ယာတွေပေါ့နော်အဲ့တော့အဝယ်တဲ့သူတွေကဒီအထူးအဖြစ်တော့တရုတ်နိုင်ငံရဲ့ဇက်ကဘိုင်ယာတွေကဒီ rubber ဆိုရင်ပြီးရောဟိုကောင်းတာဆိုတာဟိုညံ့တာပြူတာဒါတွေမရွေးတော့ဘဲနဲ့ဟိုဟိုနှစ်ထင်းကကြနမငါကြပေါ့အဲ့လိုပြီးပြီးဝယ်တဲ့အခါကျတော့ဒီ rubber ထုတ်လုပ်တဲ့ခြံငယ်ရှင်တွေကဟို quality ထုတ်လဲဒီဈေးပဲရတာပဲ quality မထုတ်လဲအော်ဒီဈေးပဲရတယ်မထူးဘူးဟို ငါတို့ဘလို့ထုတ်ထုတ်ရောင်းလို့ရနေတာပဲဆိုတော့အတွေးခေါ်ကခေါင်းထဲဝင်သွားပြီးတော့အဲ့ဒီအားစပြီးတော့ကျွန်တော်တို့ quality ကကျဆင်းသွားတာပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာကျတော့ဒီ quality မှီတဲ့ rubber တွေကဟိုဈေးကောင်းရပြီးတော့ quality မမှီတဲ့ rubber တွေကဈေးနှိပ်တာပေါ့နော်ဈေးနှိပ်တော့အဲ့တော့အခုလက်ရှိကျွန်တော်တို့ခြံသမားတွေကအဲ့ဒီ quality မမှီတဲ့ဟို ဒဏ်ကိုခံစားရတာပေါ့ခံစားရတာပေါ့အခုဆိုရင်ကျွန်တော်တို့ဒီ RSS 3ကိုပဲနမူနာထားပြီးပြောမှဆိုလို့ရှိရင်အာ RSS 3ပေါ့နော်ဟို quality ရအောင် ထုတ်နိုင်တဲ့ပစ္စည်းမျိုးဆိုလို့ရှိရင် quality ညံ့တဲ့ပစ္စည်းတစ်ခုအဲတပေါင်းကိုပေါ့40 50လောက်ပို့ရတာပေါ့နော်အဲပို့ရတာပေါ့ဆိုတော့ဒါလဲဟိုဒါအခုမှကျွန်တော်တို့ဒီ quality ဘက်ကို ဟိုပြန်ပြီးတော့ drive ပြန်လှုပ်လာလို့ဟိုဈေးလေးနည်းနည်းပြန်ဟဝါတဲ့သဘောရှိတာပေါ့အဲဒီတက်လိုက်နာနိုင်ရမယ်ဆိုရင်တော့ဟိုကျွန်တော်တို့ဒီကဘာပေါက်ဈေးနဲ့အညီပေါ့နော်ဈေးရန်တန်းအောင်ကျွန်တော်တို့ရရှိလာမှာပေါ့